တဖန်မောရှေအားချောင်ရဖရာကတင်းဒီဣတီလာအမျိုးသားတို့ကိုဆင်းဆူရမည်ပါတင်းတို့နေရဖြစ်တော့ငါပေတော့ပြီးတို့ရောက်၍နေကြတော့အခါတစ္ဆာကတိရှိ၍ပူဇော်တော်၎င်းအလိုလိုပူဇော်တော်၎င်းပွဲတပင်ခံ၍ပူဇော်တော်၎င်းမိရှုရာရစ်အစရှိသော အခြားသောရစ်ကို မြည်ဖြင့်ပူဇော်၍ဒူးနွားအဖင်ခြောက်ရဖျားအဖို့မွေးကြဲသောအနံကို ပြုတ်ခြင်းကအလိုရှိလင်ခြောက်ရဖျားအပူဇော်တကားကိုပြုတ်တော်သူသည်ဒူးတငယ်ကိုပူဇော်လင် မီးရှုရာရစ်ဖြစ်စေအခြားသောရစ်ဖြစ်စေရစ်နှင့်တကားဘောစင်ပူဇော်တကားကို စီသုံးလောနာရောသောမုံညက်တောမဲကို၎င်းတွန်းလောင်းရာပူဇော်တကားကိုစပင်းရေသုံးလောနေကို၎င်းပြင်ဆင်၍ဆောင်ခဲ့ရမည်တိုးကိုပူဇော်လင်ခြောက်ရဖျားအဖို့မွေးကြဲသောအနံရှိစေခြင်းက ဘောဇင်ဘူဇောတကာဟုစီလေအောနာယောသောမုံညက်နောအမဲကိုပြင်းစင်၍တွန်းလောင်းရာပူဇောတကာကိုစပင်းရေလေအောနာကိုပူဇော်ရမည်သာရဖရာအားမင်းရှုရာရဲ့တစ္ဆာကတိရှိ၍ပူဇော်သောရဲ့မိတ္တဟာရရဲ့ဖို့နွားကိုပြင်းစင်လင်မြေဖြင့်ပူဇော်၍ ထောရဖရဖို့မွေးကြဲသောအနံ့ရှိစေခြင်းကနွားနဲ့တကားဘောဇင်ဘောဇောတကားကိုစီ၆လောနာရောသော မုံညက်၃အောမဲကို၎င်းတွန်းလောင်းရာပူဇောတကားကိုစပြည့်ရဲ၆လောနာကို၎င်းစောင်းခဲ့ရမည်နွားတကောင်တိုးတကောင်ကိုတိုးတငယ်တကောင် စိတ်တငယ်တကောင်ကိုပူဇော်သောအခါထို့တို့ပြောရမည် ပြင်စင်သောတိုးနွားအရေအတွက်တို့လိုက်၍တကောင်တကောင်ကို ထို့တို့ပြောရမည်ပြည်သားအပေါင်းတို့သည် မိဖြစ်ပူဇော်၍ခြောက်ရဖရဖို့မွေးကြတော့အနံ့ရှိစေခြင်းကထိုတို့နဲ့အညီပြုရကြမည်တင်တို့တွင်တဲခိုတော်တပားအမျိုးသားဖြစ်စေအခြားတပားတော်သူဖြစ်စေမိဖြစ်ပူဇော်၍ခြောက်ရဖရဖို့မွေးကြတော့အနံ့ရှိစေခြင်းကအလိုရှိလင်တင်တို့ပြုတည်နေသူသူဒီလဲပြုရမည်ပြိတ္တအဝင်ဖြစ်တော် သူတင်တို့တွင်တဲခိုသောတဘာမျိုးသားဖြစ်သောသူတို့သည်တင်တို့အမျိုးအစဉ်ဆက်ဆောင်ရသောတဘာသေးသောထုံးစံရှိ၍ထောရဘုရားရှိတော်၌တင်တို့သည်ဖြစ်သည်နီးသူသူဒီလည်းဖြစ်ရမည်တင်တို့ကိုယ်တိုင်မှစ၍တင်တို့တွင်တဲခိုသောတဘာမျိုးသားတို့သည်တဘာသေးသောတရား တဘာသေးတော်သုံးဆန်ရှိရကြမည်ဟုမိန့်တော်မူ၏တဘာမောရှေအားထာဝရဘုရားကတင်းဒီဤဒေလအမျိုးသားတို့အားဆင်းဆိုရမည်မှာငါပုဆောင်တော်ပြည်သို့တင်းတို့သည်ရောက်၍ထိုပြည်၌ဖြစ်သောမုန်ကိုစားကြသောအခါထာဝရဘုရားအားချီးမြောက်ရာဘူဇောတကားကိုဆက်ရမည်အဝူးနေသောမုတ်ဆင်းဖြင့်လှုပ်သောမုတ်ပြားကိုချီးမြောက်ရာဘူဇောတကားပြုတ်၍ကောက်နေတလင်းထဲကချီးမြောက်ရာဘူဇောတကားကိုပြုတ်တဲ့ကဲ့သို့ချီးမြောက်ရမည်တင်းတို့အမျိုးအစင်ဆက်တို့သည်အဝူးနေသောမုတ် ိတ်ထဲကချင်းမြောက်ရာပိုးစောတကားကိုခြောက်ရာဖျားအားဆက်ရကြမည်ခြောက်ရာဖျားသည်မောရှေကိုမာထားသော နေမဆာ၍မောရှေအဖင်တင်တို့၌သားတော်မူသောပြင်းညစ်တင်တို့အမျိုးအစင်ဆက်သားတော်မူလက်တန်းသောပြင်းညစ်အလုံးစုံတို့ကိုတင်တို့သည်မဆောင် မာယွန်းချင်းတို့ရောက်ကြသည့်အမှုမှာပရိသတ်အပေါင်းတို့သည်မတိပဲတတိလိ၍မာယွန်းချင်းတို့ရောက်လျှင် ပြိတ္တအပေါင်းတို့သည်ခြောက်ရဖျက်ဖို့မွေးကြဲသောအနတ်ရှိစေခြင်းကထုံးဖွဲ့သောထုံးစံရှိသည့်အတိုင်းဘောဇင်ပူဇော်တကာတွန်းလောင်းရာပူဇော်တကာနှင့်တကားအတက်ပြိုသောနွားထီးဖြင့်မြည်ရှုရာရစ်ကို၎င်းစိတ်ဖြင့်အပြစ်ဖြေရာရစ်ကို၎င်းပူဇော်ရကြမည်ယက်ဘရောဟိတ်တီဤဒေလာအမျိုးသားပြိတ္တအပေါင်းတို့အဖို့အပြစ်ဖြေခြင်းကိုပြုရသဖြင့်တို့တို့သည်တည်လစ်၍ပြင်မာသောကြောင့်ထိုအပြစ်ကိုလွတ်ရလိမ့်မည်တို့တို့သည်လည်းတည်လစ်သောအပြစ်ကြောင့် အပြစ်ဖြရာရင့်တဲ့တကွာမိအဖြစ်ပြုတ်တော့ဘိုးဇောတကားကိုခြောက်ရဖျားထံတို့သို့ဆောင်ခဲ့ရကြမည်ထို့သို့ပြုတ်ရင်လူအပေါင်းတို့သည် ပြင့်မာတော်လဲတတိလေး၍ပြင့်မာတော်ကြောင့်ဤဒေလအမျိုးသားပြိတ္တအပေါင်းကို၎င်းသူတို့ဓမ္မတဲခူတော်တပားမျိုးသားတို့ကို၎င်းထိုအပြစ်မှလွတ်ရလိမ့်မည်လူသူစုံတယောက်သည်တတိလေး၍ပြင့်မာလင်အပြစ်ဖြေရာရစ်ဖို့အခါမလဲတော့စိတ်မှတကောင်ကိုဆောင်ခဲ့ရမည်ထာဝရဘုရားရှေ့တော်၌ တတိလွေမမိတော့သောအဖို့ယေဘရဟိတ်ဒီ အပြစ်ဖြေခြင်းကိုပြုရသဖြင့်ထိုအပြစ်ကိုလွတ်ရလိမ့်မည်ဤဒေလအမျိုးသားဖြစ်သောတဲခိုသောတပားအမျိုးသားဖြစ်သောသူတို့သည်တတိလေ၍ပြင့်မသောအခါတပားတဲသောတရားကိုဆောင်ရကြမည်ဤဒေလအမျိုးသားဖြစ်စေတပားအမျိုးသားဖြစ်စေရေးရင်စွာပြင့်မလင်ခြောက်ရာဖျားကိုမယုံမတဲသို့ရောက်တည်ဖြစ်၍ထိုသူကိုသူဤအမျိုးမှပယ်ရှင်းရမည်ခြောက်ရာဖျားစကားတော်ကိုမချင်မဲ့မင်ပြု၍ပြင်းညစ်တော်ကိုလွန်ကျူးသောကြောင့်ထိုသူကိုရှင်းရှင်းပယ်ရှားရမည်မိမိအပြစ်ကိုမိမိ ခံရမည်ဟုမိန့်တော်မူ၏ဤဒေလအမျိုးသားတို့သည်တော၌ရှိကြတော့အခါတနေသောဦးပုံနေ၌ထင်းခွေသောသူတယောက်ကို တွေ့လေ၏တွေ့သောသူတို့သည်ထိုသူကိုမောရှင်အာယုံပရိသတ်အပေါင်းတို့ရှေ့သို့ခေါ်ခဲ့ကြ၏သူဤအမှုစီရင်ရာ လမ်းမထင်ရှားသေးတော့ကြောင့်ချုပ်ထားကြ၏ခြောက်ရာဖျားကလည်းထိုသူသည်အသေးတတ်ချင်းကို အမှန်ခံရမည်ပရိသတ်အပေါင်းတို့သည် တပ်ပြင်းမှာသူ့ကိုကြောက်ခဲနဲ့ပြည့်ရကြမည်ဟုမောရှေအားမိန်တော်မူ၏ထိုအမိန်အတိုင်းပြိတ္တအပေါင်းတို့သည် ထိုသူကိုတပ်ပြင်းသို့ဆောင်းသွား၍ကြောက်ခဲနဲ့ပြစ်ကြသည်ဖြင့်သူသည်အသေးခံရ၏ တပန်မောရှေအားထောက်ရဖျားကတင်ဒီဣဒေလာအမျိုးသားတို့အားဆင်ဆူရမြင်မှာသူတို့အမျိုးအစဉ်အဆက်တို့ဒီအဝတ်စွန်းတို့၌ဆွဲเสียရဖို့ပန်းပွားတို့ကိုလုံ၍ပြာတော်ကျိုးနှင့်ချီးတွဲရကြမည်ထိုပန်းပွားတို့ကိုတင်တို့ဒီကြည်မြင်တော်အခါထောက်ရဖျားပြည့်တော်မူသည်များတို့ကိုအောက်မေ့၍ကျင့်ကြမည်အကြောင်းအထက်ကကိုအလိုတို့လိုက်လက်ကိုညာကိုမြည်ဝဲလက် မာယွန်းတကယ်တို့မလိုက်မမြည်ဝဲငါပြည့်သည်များတို့ကိုအောက်မေ့၍ကျင့်သည်ဖြင့် တင်တို့ဘုရားသခင်အဖို့တန်ရှင်းမည်အကြောင်းထို့တို့ပြောရမည်ငါဒီတင်တို့ဤဘုရားသခင်ဖြစ်ခြင်းကတင်တို့ကိုအေဂရုပြေမှနှုတ်ဆောင်ခဲ့တော်တင်တို့ဤဘုရားသခင်ခြောက်ရာဘုရားဖြစ်ငါဒီတင်တို့ဤဘုရားသခင်ခြောက်ရာဘုရားဖြစ်တည်ဟုမိန့်တော်မူ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ